အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့ recap ကိုတော့ liverpool အကြောင်းလေးနည်းနည်းပြောတာပေါ့နော်အဲ့တော့ liverpool တင်းကတော့ liverpool တင်းပါပဲဘယ်တော့မှဒါကျွန်တော်တို့အဆိုးရတဲ့တင်းတင်းတော့မဟုတ်ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ဒါကျွန်တော် recap ကဒီတစ်ပတ်ဒါကျွန်တော်တို့ champion league ပွဲစဉ်ကို real madrid ပွဲစဉ်ကိုဒါကျွန်တော်တို့ city နဲ့ပွဲစဉ်ကိုနှစ်ခုလုံး recap လုပ်သွားမှာပေါ့နော်အဲ့တော့ ဟီရတာအဲ့နှစ်ပွဲကိုကျွန်တော် recap ဘယ်လိုလုပ်အောင်မသိဘူးဘာလို့နှစ်ပွဲလုံးကဘာမှမဆိုင်လို့မသိဘောလုံးအသင်းအသင်းကတော့ကျွန်တော်တို့ဟိုဒီလူနာမိန်နဲ့ပဲကန်သွားလူတော်ခန်းစားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလေးပြောအောင် okay ဒါကျွန်တော်တော့အဲ့တော့စီးသေးတဲ့တွေ့တဲ့အချိန်မှာလီဗာပူးသင်းနေတဲ့ဒီနေ့ပွဲစမှာခန်းစပိုင်းရအဓိကပြဿနာကကုနာတီလို့ပဲကျွန်တော်နေနေမြင်တယ် ်ပြီးတော့ corner bradley ကိုဒါကျွန်တော်တို့ cover လုပ်ပေးနိုင်မယ်ဆာလာမှာခြေတော့မရှိတော့ဘူး။ Okay ဒါတွေကိုကျွန်တော်ဒါ detail နဲ့နဲ့ပြောပထမဆုံး real madrid ပေါ်ကျွန်တော် real madrid မှာကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ liverpool တော်တော်လေးကိုကြည့်ကြအဲ့တော့ tibo cortois ဒါမကယ်ဘူးဆိုရင် liverpool ကဒီတက်တော်ပူပြီးကိုပြတယ်။အဲ့တော့တခါကျရင်ဘောလုံးကြီးကလုံးနေတာဆိုတဲ့အချက်ကလည်းအဲ့ဒါပဲ recap လုပ်ရတဲ့ကျွန်တော်ခုနောက်ပဲ recap ပြန်လုပ်ရသဘောကျတဲ့အချက်ကလည်းအဲ့ဒါပေါ့တော့ ပွဲနှစ်ပွဲလုံးဝအခြေအနေဘာမှမဆိုင်နေဘူးဟုတ်တယ်မကျွန်တော်လည်းပပူးတင်နေတာ real battery နဲ့ပွဲစံမှာတကယ်သူတို့ဘာလုပ်နိုင်လဲဆိုဆက်လက်ပြီးပြသခဲ့ပြီးတော့သူတို့အနေနဲ့တကယ်ကိုတော့ကျွန်တော်အချက်လက်အရာလဲဒါလိဗပူးကအဲ့ဒီနေ့ပွဲစံမှာဂိုးပြတ်တော့နိုင်ခဲ့တဲ့ပုံစံမျိုးတော့ရှိသင့်ခဲ့တယ်ဆိုပြီးပြသခဲ့အခုချက်မှလည်းဒါကျွန်တော် city လို့အသင်းမျိုးကတော့ကျွန်တော်ဂိုးပြတ်ရှုံနေခဲ့တယ်ပေါ့နော်အဲ့တော့ပြန်ကြည့်မယ်ဆိုတော့ကျွန်တော်အိမ်ခွင့်ဝေခွင့်ဆိုတဲ့ဥစားမျိုးနဲ့ခင်ဗျာညင်းလို့ရတယ်ဒါပေမဲ့တကယ်တည်းပြန်ကြည့်မယ်ဆိုရင်ကစားသမားတွေအနေနဲ့ အသက်အသက်ရွယ်နဲ့စကားပြောလာပြီလို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးအမြင်နဲ့ဥမာဒါကျွန်တော်အမြဲတမ်းပြောနေသူပဲပေါ့နော်ဒါကျွန်တော်တို့ဆာလာနဲ့ကျွန်တော်ဗန်ဒိုက်လိုကစားသမားမျိုးဗန်ဒိုက်နဲ့လက်ရှိမှာသူ့အနေနဲ့သူ့စိတ်ကတော့ဒါရှေ့တစ်ခုရောက်နေတယ်ဆိုပေမဲ့ခန္ဓာကောင်ကနောက်မှာတချို့ moment တွေမှာကြံခဲ့ပြီပြဿနာသူနဲ့တွဲဆွားရတဲ့ကောင်ကလည်းကြက်တိကြက်ကချော်ကောင်ဆိုတဲ့ပုံစံမျိုးမှာတော်တော်လေးကိုဒါအားနေသွားတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါလီဗာပူးအသင်းနေနဲ့ဒါကျွန်တော်တို့ ကော်နာဘရက်လီရဲ့ပြဿနာကလည်းဒါကျွန်တော်ရီယယ်မက်ထရစ်ပွဲတနည်းမှာရီယယ်မက်ထရစ်ပွဲနဲ့တွေ့မှာဆိုရီယယ်မက်ထရစ်ပွဲမှာပဲထထကောင်းတဲ့စောက်ကျင်လေးများရှိလားလို့တော့ကိုယ့်အကူပြန်ပေးရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ရီယယ်မက်ထရစ်ရဲ့ပွဲစဉ်မှာလီဗာပူးသင်းရဲ့ဒါကျွန်တော်တို့ကွင်းလေပိုင်းနောက်တန်းတိုက်စစ်အလုပ်လုပ်ပုံတွေကတော်တော်လေးဟိုဒါထပ်မြက်ခဲ့လို့မြင်တယ်ဒါပေမဲ့ဒီ formation ကိုပဲဒုတိယတစ်ခေါက်သုံးတဲ့အချိန်မှာ Guardiola များတည်သွားခဲ့လားဆိုတော့ဟို found out ဖြစ်သွားခဲ့လားဆိုတဲ့ဥစ္စာကိုပဲအဓိကပြောဒါမှမဟုတ်ဘာပဲအဓိကပွဲပန်းခြင်းကအသင်းကိုတတ်စေလာဒါပဲပွဲပန်းနိုင်ယူသွားပြီး Manchester City ကိုသွားသုံးလို့မရအောင် City အသင်းကိုယ်တိုင်ကလည်းကြားရတဲ့ထဲမှာဒါ Champions League ကန်ထားတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့သူတို့လည်းအသင်းကြီးတစ်သင်းဖြစ်တဲ့ Borussia Dortmund နဲ့ကန်ထားခဲ့တာပဲ ဟုတ်တယ်ဟုတ်အဲ့တော့ဟိုနာပေါ်တယ်ဗျာဒါပွဲပန်းနဲ့ strategy ကို city အသင်းနဲ့ပွဲစဉ်မှာသွားသုံးလို့မရဘူး။ဘာလို့လဲဆိုတော့အထိပယ်ရှိမနေဘူး။ city အသင်းကိုယ်တိုင်လည်းဒါကုနာပေါ်တယ်ပွဲဒါပေမဲ့ Liverpool အသင်းမှာလက်ရှိမှာတို့လည်းလူမရှိဘူးဆိုတော့ Liverpool အသင်းရဲ့ပြဿနာကဒီနှစ်မှာချွတ်ချာဟာမှာပတ်စံနေအများကြီးတုံးထားတာပဲဆိုရယ်စကားလုံးကိုလွယ်လွယ်ကူကူပြောလို့ရှိတယ်။ဒါပေမဲ့ပတ်စံနေတုံးထားတဲ့အသင်းသင်းရဲ့ formation ရော formation ရောချက်ချင်းဒါအံဝင်ကူညာမဖြစ်ဘူး။ ကျွန်တော်ပြောပြမယ်။ဘာကြောင့်လဲ။ဥပမာ example ပြောရအောင်ကျွန်တော်လက်ရှိမှာ City တင်းနဲ့တွေ့ခဲ့ City တင်းနဲ့ဒါ City တင်း recap မှုမှာ City တင်းနဲ့ပတ်သက်နေနေပြပြမှာ City တင်းနဲ့ခုလက်ရှိမှာ Nico Gonzalez မနစ်ကစောင်းရတဲ့ကလေးက Nico Gonzalez ကိုဝင်ခဲ့တာဒီနှစ်ဒါကျွန်တော်တို့ပထမအစမှာတော့ချီအောင်မငြိမ်သေးဘူးဒီနှစ်ခုနှစ်ပွဲမြောက်တော့6ပွဲမြောက်တော့မှမှ Nico Gonzalez စာကြီးတယ်။အဲ့တော့ပြောချင်တာကရှေ့ရှေ့လေး Liverpool တင်းနဲ့ပြောခုနပါပဲ Liverpool တင်းရဲ့လက်ရှိနောက်ပိုင်း problem ကလေကောင်းတဲ့ကစားသမားပါမကောင်းတဲ့ကစားသမားတွေတွဲဆော်တဲ့အချိန်မှာ auto မြုပ်သွားတယ်လို့မြင်တယ်။မကောင်းတဲ့ကစားသမားဆိုချေကျတဲ့ကစားသမားပေါ့အဲ့တော့ အိဇမက်ပြောအောင်ကော်နာဘရက်လီဒါကျွန်တော်စလာဒီနေရာမှာဒါကျွန်တော်လက်ရှိရီယယ်မက်ဒရစ်တို့ကသူတို့နေခံစစ်ကိုအားပေးမဲ့အတွက်ကြောင့်သူတို့နေအဲ့လောက်ကြီး strategy ရမရှိဘူးပြဿနာကစာလာကသူ့ရဲ့ခြေကသူ့ရဲ့ right back ပေါ်မှာအများကြီးမူတည်တယ်ဒါ liberal ပြည်သက်တွေကလည်းအားလို့မရှိရဲ့နောက်ပိုင်းမှာ Jeremy Frimpong ဒါအခုချိန်မှာကျွန်တော်လက်သာ liberal ပြည်ကြီးတို့ကြီးနေ Frimpong နဲ့စာလာတေချာအောင်တွဲမဆိုရသေး maybe သူတို့နေအောင်တွဲဆိုရင်တော့ maybe there is something happening ပေါ့နော်တခုခုဖြစ်သွားနိုင်တယ်လို့ပြောလို့ရတယ်ဒါမှပါပဲမဲ့ဒီ ခံစစ်ကိုဒါအသားပြုတဲ့ corner bradley ရဲ့ဒါ right wing ညမှာဒါဆာလာလူဒါကျွန်တော်တို့လုံးဝတိုက်စစ်ကိုအသားပြုတဲ့နှစ်ယောက်မှာအဲ့ဒီမှာလုံးဝပြတ်တာပဲပြဿနာကဆာလာအနေနဲ့အခုလက်ရှိမှာဆာလာကိုတော့သူကဘလိန်လို့မရတဲ့အချက်ကသူကိုယ်တိုင်ကလည်းနောက်ဆင်းဆော့ပြလို့မရဘူးအဲ corner bradley ဒါသူ့ရဲ့ man ကိုမနိုင်ဘူးဆိုတော့အဲ့ဒီဘွဲက ရှုံးမှုရာဂိုင်းတော့များတယ်ဒါက reality ကိုပဲဟုတ်တော့ခုနကပြောသူပဲကျွန်တော်တို့ real madrid နဲ့ဘွဲစဉ်ကိုလက်ရှိ city နဲ့ဘွဲစဉ်မှာဒါဟာအဖြေဖြစ်သွားခဲ့တယ်ခင်ဗျားလည်းတွေ့ရတဲ့အတိုင်းပဲ အဲ့ဒါကလုံးဝအဖြေ100%ဖြစ်သွားခဲ့တယ်။ဘာလို့ဒီလိုဒါကြီးကအဖြေဖြစ်သွားခဲ့လဲခင်ဗျားတို့ကျွန်တော်နည်းနည်းလေးထပ်ပြီးရှင်းပြမယ်။ Honorably သူ့မန်းကိုသူမနိုင်ဘူးဆိုရင်ဒါကျွန်တော်တို့ဒါသူ့ရဲ့ဒါကျွန်တော် basic term ပဲ analogy じゃခုနပြောပဲသူ့ရဲ့ right back ကသူ့ရဲ့တွေ့ရတဲ့ဝင်ကစားသမောင်သူ့မန်းမာကင်မလုပ်နိုင်ဘူးဆို normally ဘာလုပ်ရလဲ။သူ့ရဲ့ main wing ကဝင်ပြီးကူပါလေးရှိတယ်။ဒီနေရာမှာဘာဖြစ်သွားလဲဆိုတော့ main wing ကမကူဘဲနဲ့ဒါကျွန်တော်တို့ liverpool အသင်းက graven back ကဝင်ကူတယ်။ graven back ဝင်ကူတော့ဘာဖြစ်သွားလဲ foden ကိုပျော်ရွှင်ရာဖြစ်သွားအောင် ဲ့ဒါကအဓိကပြဿနာဖြစ်တယ်။ဒါကခုနကခင်ဗျားတို့ကျွန်တော်ခုနကဘာ tactical နားလေရမှာခင်ဗျား chess ထိုးတယ်လို့ပဲ။အပေါ်ကောင်အောက်ကောင်မကြည့်ရောအလဲကောင်အောက်ကောင်ကြည့်ရတယ်။အဲ့တော့အလဲကောင်အောက်ကိုပြေးဝင်သွားရင်အလဲကဘာဖြစ်သွားလဲ။အလဲကြီးကလွတ်သွားတယ်။ဆာလာအလဲကိုပြန်ဝင်ပေးတယ်ဆိုတော့ maybe probably ဒါပဲ။ဒါပေမဲ့ဆာလာအလဲကိုပြန်ဝင်ပေးဘာဖြစ်သွားလဲသိလား။ Nico O'Reilly လို့ကောင်မျိုးက tactics ကိုအတန် Nico O'Reilly ကအဲ့ဒီဘူကောင်ပြန်ပြီးလိုက်ပြီးတော့ corner value နှစ်ကောင်တစ်ကောင်ဝိုင်းပြီးဒုက္ခပေးတော့မှာ။နှစ်ကောင်နှစ်ကောင်ပြန်ဖြစ်သွားမှာကြာရင်။ရှင်းရှင်းလေး technical damage ခင်ဗျားအဲ့ဒါတွေက စကလုံးတွေအများကြီးပြောပြမိဒါ basic ပဲအဲ့တော့ဆာလာကြတဲ့အချိန်မှာဆာလာရဲ့လက်ကဆာလာဥပမာ counter transition corner bradley လိုက်မတော်ဘူးဒီညမှာ corner bradley နဲ့ဆာလာရဲ့နားလည်မှုပြတ်ခြင်းကလက်ရှိ liverpool တဲ့ဒီနေ့ down four အများကြီးตัวอะไรลุเมเน่ไรท์ลิเวอร์พูลลิเวอร์พูลเนี่ยซาลาอัจฉะเนี่ยไรท์แบ็คมาทรัมป์ปองจริงอ่ะดิเนี่ยก็ลิเวอร์พูลเนี่ยอ่ะအဆိုးရဆုံးချက်တော့ကျွန်တော်နည်းမြင်တယ်ဘာလို့ဒီไรท์แบ็คเนี่ยซาลาเนี่ยဥမာပြောကျွန်တော်ပြောအာနိုဘလောက်တိခံစင်းညံညံအာနိုခံစင်း ကူးတဲ့အချိန်မှာဆာလာခံစက်ကိုလိုက်ကူပေးတယ်။အခုတော့ပိုင်းဆာလာနဲ့သူ့တက်ကအဆင်မပြေတော့လို့လားမသိဘူးလုံးဝလိုက်မကူပေးနိုင်တော့ဘူး။အဲ့တော့ဘာဖြစ်လဲ Gravenberg ကဝင်ကူပေးတယ် Gravenberg ဝင်ကူတဲ့အချိန်မှာတစ်ဖက်ကကွင်းလေကောင်းအဲ့ဒီကွင်းလေကကောင်းတွေကဝိုင်းဝန်းပြီးတမတယ်။ဘာလို့လဲ3ကွင်းနဲ့3အောင်ဆော့တာဟုတ်ကွင်းနဲ့3အောင်ဆော့တဲ့အချိန်မှာတစ်ဖက်ကဒူကူကိုနှစ်ကောင်သွားပိတ်တဲ့အချိန်မှာတကယ်အလဲမှာကြံခဲ့တာဆူဘူဆိုင်းနဲ့မက်ကီလစ်စတာကြံတယ်တစ်ဖက်ကဖူဒန်ရှက်ကီဒါကျွန်တော်တို့နီကိုကွန်ဇာလက်စ်โอเคနီကိုကွန်ဇာလက်စ်ကသူ့အနေနဲ့ဒါဆူဘူကြီးကိုကောက်ထင်းချလိုက်ရင်တကောင်ထဲမှာ1 2ဖြစ်သွားပြီ အဲ့ဒီမှာရှင်းတယ်ချက်ကီကဟိုကောင်ကိုကတ်ပါပဲမက်ကလစ်ဆာကိုယူထားမယ်အဲ့ဒီမှာဖိုဒန်လွတ်ပြီဖိုဒန်လိုကောင်မျိုးဒါမနစ်ရဘယ်လိုမျိုးပလေးစတိုင်ကစားသွားလဲအဲ့ဒါတွေ့မယ်အဲ့ဒါကိုမှမက်သျူရနူးနက်စ်ကဟိုဘက်ကနေအင်ဗတ်တက်ပြန်ချိုးတဲ့အချိန်မှာရော့ဘင်ဆန်မလိုက်နိုင်ဘူးအဲ့ဒါ ड़ी အဲ့ဒီ formation တွေကဘယ်မှာလုတ်ဖြစ်သွား real matter မှာလုတ်ဖြစ်သွားတယ် corner bradley က vini ကိုနိုင်တဲ့အချိန်မှာ sala က vini ကိုလှမ်းကြည့်တယ် sala ကသူ့လို့သူ့လို့ပဲသူ့လို့လို့လို့ဆရာလို့တော့ sala ကသူ့အနေနဲ့ဒါခုန right back ကဒါကျွန်တော်ကစားသမားကိုကြော့မယ်ကြော့မယ်ဒါပဲသူ့လို့တော့အဲ့တော့ နောက်တန်းအကောင်တွေကသူ့လို့သူနိုင်သွားတဲ့အချိန်မှာရှေ့တန်းအကောင်တွေကဒါကိုကြည့်ကြမှာအဲ့တော့အဲ့ချိန်မှာဒါကလီဗာပူးသင်းရဲ့အသက်ဖြစ်နေပြဿနာကလီဗာပူးသင်းရဲ့နောက်တန်းကတနည်းရွှေတနည်းငွေဖြစ်နေတယ်ကူနာတေးနဲ့ဘရက်လီနှစ်ကောင်ကရီယယ်မက်ဒရစ်ကကော်နာကော်နာဘရက်လီနဲ့ကူနာတေးနဲ့ဘာမှမဆိုင်ဘူးဖြစ်နေတယ်ကူနာတေးဆိုရင်ကျွန်တော်တို့ရီယယ်မက်ဒရစ်ဘွဲကအမ်ပါပေးကိုကောင်းမွန်တော့သူတို့နဲ့ထိန်းသွားနေပြင်းသစ်သားချစ်ချစ်မို့လားကျွန်တော်လည်းနားရတော့မလဲဘူးအမ်ပါပေးကိုထိန်းခဲ့တယ်ဒါကျွန်တော်ထိန်းနိုင်ခဲ့တယ်လုတ်ပြနိုင်ခဲ့တယ်ဟုတ်တယ်မှာဒါပေမဲ့ ဒီနေ့ပွဲစမှာအဲလင်ဟာလန်သူဘလို့မှမထိန်နိုင်ခဲ့ဘူးအဲလင်ဟာလန်သူကိုကြော်သွားတဲ့ moment တွေကြီးပဲဂျရမ်ဘီတိုကူပြန်ပြီးတော့ဘရက်ဒလီနဲ့ဂရဗန်ဘတ်ကိုကြော်လာတဲ့အချိန်မှာလဲကုနာဒိပြန်မထိန်နိုင်ခဲ့ဘူးအဲ့တော့လီဗာပူးရဲ့လက်ရှိဒါကျွန်တော်တို့ဒရာဟိုဘောကျွန်တော်တို့စောက်ထားတဲ့ဥစ္စာတွေက maybe တိုးတဲ့အကောင်ပဲကွာတော့လားတစ်ဖက်ကဒါကျွန်တော်ရီယယ်မတွေ့တော့တိုးတဲ့ကောင်ကနှံပြီးဆုံးမလို့လားမနှံပြီးဆုံးအနေနဲ့တိုးရခက်ဒါပေမဲ့တစ်ဖက်က Manchester City ကတိုးတဲ့ကောင်တွေဆင်မလို့သူတို့ကာထားတဲ့ဝရန်တွေကို OAC ချိုးွားလို့ရတယ် ဲ့တော့ကာတဲ့သတိုင်းကအမြင်နဲ့ဘယ်ကောင်မဖြစ်ဖြစ်ကာနေဘူးလို့ဆိုတဲ့အချက်ကိုပြောလို့ရတယ်။အဲ့တော့လစ်ဗာပူးကနောက်ပိုင်းမှာတတ်တာကရှင်းတယ်သူတို့ရဲ့နောက်တန်းပဲ။အဲ့ဒါကမှတိုက်စစ်ကလိုက်ပြီးမဖြစ်နိုင်ဘူးဆိုတော့လာကားပြသွားပြီ။ပြီးနောက်တစ်ခု Florian Risk နဲ့ပတ်သက်ပြီးပြောချင်း Florian Risk ကိုကျွန်တော်တောက်လျှောက်ပွဲဒီနေ့ပွဲစဉ်မှာလည်းကြည့်တယ်။သူ့ရဲ့ performance ကအရင်ဆိုးရွားနေတာမရှိဘူး။သူလုတ်ပြနေတယ်ဒါပေမဲ့ပြဿနာသူနဲ့တွဲဆွဲရကောင်တွေတကောင်းမှဆင်မပြေပြဿနာခုနကပြောသူပဲဆိုဘိုကလည်းမနေ့ကတည်းကကျွန်တော်တို့ ခုနပေါ်တော့နောက်တက်ကွေးလေကတကောင် gravel ဘက်ကဒူကူတော့တော့ကူနေကြသူကူတိုင်းအလဲစီဆင်းပေးရတယ်အဲ့တော့ဆိုဘူးကျွန်တော်တို့ဒီနေရာမှာ Florian Risk ကအလဲကိုပြန်ဝင်ဒီ left wing မှာဘယ်မှမရှိတော့ဘူးအေးအဲ့ left wing မှာဘယ်မှမရှိတော့ဆိုရင် Ryan Robertson ကတကောင်နဲ့လုံးချန်ခဲ့ရောအဲ့တော့လီဗာပူးရဲ့ပြဿနာတွေကအကုန်လုံးကဒီညနာပေါ်ခန်းစစ်ကပြန်စားတယ်ခန်းစစ်ပြုံးသွားတဲ့အချိန်မှာတိုက်စစ်ကပါအော်တိုလိုက်ပြီးပြုံးတယ် တော့ဟိုကျွန်တော်အနေနဲ့ဒါအာနူးရိုရောဘင်ဆန်တို့ဒါဆာလာတို့ကိုပြောဒါမဆာလာကြအကြဗန်ဒိုက်အကြဗန်ဒိုက်ကအရင်ကမကြဗန်ဒိုက်ဒါကျွန်တော်ပြန်ပြီးဟောဖြစ်တယ်ကူနာတေးဘောလုံးကောင်းနေမရှိခြင်းဘရက်လီရောဘင်ဆန်အကြအဲ့ဥစားကလစ်ဗာပူးတင်အဓိကဆုံးရှုံးမှုမျိုးပြောလို့ရတယ်လာပဲအဲ့တော့ဘလုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာဂျင်းလူဆန်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမမေ့နိုင်မှာဖြစ်ပါတယ်။ အားလုံးမကြွတူပါရဲကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြရပေါ့အားလုံးမကြွတူပါရဲအမက်ကလစ်ကြပါအောင်အမက်ကလစ်မအမြန်နိုင်ဖြစ်ပါတယ်ဒီပါပါ